ဒါဆိုရင်တော့ဈေးလေကြာ control ပါချိလေကြာ control နဲ့ပတ်သက်တဲ့စီးရင်တစ်ခုလောက်အမတို့လုပ်ကြည့်ပါမယ်။ question number 1ပေါ့။ပြပေးထားတာကတော့ the following balance were extra from the post of my watch limited on 1 May 2010တဲ့။ the following ဆိုအောက်ပါအောက်ပါစီးရင်များကတော့တဲ့ my watch limited လုပ်မယ်ရေမေလာတရက်နေ့မှာရှိတဲ့စီးရင်များကိုပေးထားပါတယ်။ မေလတရက်နေ့တော့လာအစာနေ့လာစာနေ့နဲ့ပြထားတဲ့စရင်ဆိုရင်အဲ့ဒါကအမတို့ video ဖြစ်ထည့်ရမယ်စရင်တွေလို့သိရမှာဖြစ်ပါတယ်။အဲဆိုသူက debit credit လည်းခွဲထားပေးပါတယ်။အဲ့တော့သူပေးထားတာကတော့ပါချိလေကြာအဲ့ဒါဝင်ပါချိလေကြာဆိုတာပါချိလေကြာ control ကောက်ကို ပြောချင်တာဖြစ်ပါတယ်နော်စေးလေကြာဆိုလည်းဒီတိုင်းပါပဲစေးလေကြာ control ကောက်ကို ပြောချင်တာဖြစ်ပါတယ် ါဆိုရင်ဒါက function ledger control စီး ledger control တို့ရဲ့လာအစမှာရှိတဲ့တန်ဖိုးတွေကိုပေးထားတယ်ဆိုတဲ့ဘောဖြစ်ပါတယ်တန်ဖိုးနည်းတာဆိုရင်အဲ့ဒါ minus ထည့်ရမယ် pd တန်ဖိုးတွေဖြစ်ကြပါတယ်ပြီးတော့အောက်ကစာလေးကိုကြည့်လိုက်မယ် in the month of may 2010မေလအတွင်းစာရင်းများကိုအောက်မှာပေးထားပါတယ်ဒါဆိုရင်သူအောက်မှာပေးထားတဲ့စာရင်းတွေကိုအမတို့တွေကြည့်ပြီးတော့မှဘယ်စင်းတွေကတော့အမတို့တွက်တဲ့ခါပါချိတ်လေကြာ control ထဲမှာထည့်ရမလဲဘယ်စင်းတွေကတော့ မတို့တက်တဲ့အခါဆေးလက်ကြကွန်ထရိုးမှထည့်ရမလဲလို့မတို့ခွဲကြပါမယ်။အဲ့ဒီမှာမတို့ဖတ်တဲ့စီမှာ trade paper လို့စာရင်းကိုတွေ့ခဲ့မယ်ဆိုရင်အဲ့ဒါကပါချိလက်ကြတွက်တဲ့အခါထည့်ရမယ်စာရင်းလို့သိရမယ်။ trade receiver ဆိုရင်တော့အဲ့ဒါဆေးလက်ကြတွက်တဲ့အခါထည့်ရမယ်စာရင်းလို့သိရပါမယ်။ဒါဆိုပထမအဆုံးတစ်ခုကတော့ refund from supplier for overpayment in April လို့ပြောထားပါတယ်။ April လအတွက်ပတ်စံပုံနေလို့ trade paper ကငွေပြန်လာပါတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ supplier ဆိုတာကတော့အမတို့ trade payable နဲ့တူပါတယ် supplier ရဲ့အပေါ်မှာကိုယ့်ရဲ့ဆောင်းမှာဆိုရင် TP လို့မှတ်ထားလိုက်ပါเนาะ supplier equal to trade payable ဖြစ်ပါတယ်เนาะဒါဆိုရင် trade payable ဆရဲဆိုရင်မတို့တွက်တဲ့ခါကျရင်သူကပါချိလဲကြမှာထည့်ပေးရမယ်ဒါကြောင့်ဒီတန်ဖိုးလေးရဲ့ဘေးနားမှာအမ B လို့မှတ်ထားလိုက်ပါမယ်เนาะ အဲနောက်ပြီးတော့ရင်တော့ debit balance on sale ledger transfer to purchase ledger တဲ့ဒါကတော့ contract စရင်ဖြစ်ပါတယ်เนาะအပြန်အလှန်အကျွေးချိန်မှာစရင်ဖြစ်ပါတယ်ဒါဆိုရင်ဒါက purchase ledger မှာလည်းထည့်ပေးရမယ် sale ledger မှာလည်းထည့်ပေးရမယ်စရင်ဖြစ်ပါတယ်เนาะဒါက contract စရင် လက်ဒါနှစ်ခုလုံးမှထည့်ပေးရမယ်ကက်ချ်ပါချေနော်ကက်ချ်ပါချေရဲ့တိတ်ပေကကုန်လက်ငင်းဝယ်တယ်မတော်ခုလုံးရမယ်စရင်တွေကိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်စေးလေဂျာကွန်ထရိုးဆိုတာ trade receiver account trade receiver ဆိုတာအတိတ်ပေက ရရန်ရှိတဲ့အကျွေးစရင်ပါချင်းလေကြကွန်ထရိုးဆိုတာ trade table ကောင်း trade table ရဲ့အဓိပ္ပာယ်ကပေးရန်ရှိတဲ့အကျိုးစရင်ဒါဆိုအမတို့အခုဒီ chapter မှာတင်မိတဲ့ control account တွေဆိုတာပြင်ဆင်လာကြည့်လိုက်ရင်လုပ်ငန်းရဲ့ရရန်ရှိတဲ့အကျိုးစရင်နဲ့ ပီးရန်ရှိတဲ့ကျွေးစင်းတွေကြောင့်ကိုစရင်သွင်းအောင်တင်နေတာဖြစ်ပါတယ်ကျွေးစင်းတွေကိုစရင်သွင်းနေတာဖြစ်လို့လက်ငယ်စရင်တွေထည့်ပြီးစရာမလိုပါဘူးဒါကြောင့်ဒီ cash bar ချင်းစရင်ကိုမောက်တွက်တဲ့ခါကျရင်ဘယ်နေရာမှာမှစရင်မသွင်းကြည့်ပါဘူးတော်ပြီးသွားရင်တော့ trade receiver check disorder လို့တွေ့လိုက်မယ် trade receiver ဆိုရင်တော့မောက်တွက်တဲ့ခါဈေးလေကြမှာထည့်ပြရမှာဖြစ်ပါတယ် အဲဒါပြီးသွားရင် legal fees for debt collection charge to customer account လေ customer ဆိုတာကတော့အမတို့တွေ trade receiver နဲ့တူတယ်လို့မှတ်ထားပေးပါနော်အဲဆို trade receiver ဆိုတော့သူကလည်းဈေးလေကြောင့် control account တွေ့တဲ့အခါမှာထည့်ပေးရမယ်ဆိုရင်ဖြစ်သွားပါမယ်ဒါပြီးရင် credit C credit C ဆိုတော့ဒါကဈေးလေကြောင့် control တွေ့တဲ့အခါမှာထည့်ပေးရမယ်ဆိုရင်ဖြစ်ပါတယ် နောက်တစ်ခု credit ပါချေဆိုတော့ဒါက parcel ledger control တွေ့တဲ့အခါမှာထည့်ပေးရမယ်ဆိုရင်ဖြစ်ပါမယ်အဘိ return award တို့ပါချိလေကြ control တွေ့တဲ့အခါမှာထည့်ပေးရမယ်ဆိုရင်ဖြစ်သွားမယ်เนาะအဲဒါ return award return award ကလည်း zero return နဲ့တူပါတယ် zero return နဲ့တူတာဖြစ်တဲ့အတွက်ကြောင့်သူကကြတော့ အကစီးလက်ချောင်း control တွေ့တဲ့အခါထည့်သေးရပါမယ်။နောက်တစ်ခု discount along ဆိုရင်လည်းစီးလက်ချောင်း control တွေ့တဲ့အခါမှာထည့်သေးရပါမယ်။ discount receipt ကတော့ပါချီလက်ချောင်း control တွေ့တဲ့အခါမှာထည့်သေးရပါမယ်။အပြီးဝရင် payment to credit supplier ဒါကတော့ trade pay အတွက်ကိုဝေပေးတဲ့စာရင်းဖြစ်ပါတယ်။ ရိတ်သေးဘဲကိုငွေပေးရဲဆိုတော့အမတို့တွေကဒါကပါချိလဲကြတွက်တဲ့ခါမှာထည့်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကဘတ်တက်ဘတ်တက်ကတော့ဈေးလဲကြတွက်တဲ့ခါမှာထည့်ပေးရမှာဖြစ်သွားမယ်။နောက်တစ်ခုကတော့ကက်စီကက်စီကတော့ငွေစည်ရင်ဖြစ်လို့စည်ရင်ထည့်စရာမလိုပါဘူး။နောက်တစ်ခုကျတော့ ဘာလဲဆိုတော့ receive from credit customer ဆိုတော့ customer က trade receivable နဲ့တူတယ်ဒါက trade receivable စီကနေငွေရတဲ့စာရင်ဖြစ်ပါတယ်နော်ဒါဆိုရင် trade receivable စီကပြန်ရတာဖြစ်လို့ဈေးလဲကြ control တွေ့တဲ့အခါမှာထည့်ပေးရမယ့်စာရင်ဖြစ်သွားတယ် အပြီးတော့ရင်တော့အောက်မှာ The Lawrence for Dog Hotel at 1 May 2020 was 1290လို့ပေးထားပါတယ်။ဒါကမေလ၁ရက်နေ့မှာရှိတဲ့ Lawrence တန်ဖိုးဖြစ်လို့မတော် Lawrence အကောင့်များတွေ့ရမယ်ဆိုရင် BD ထည့်ရမယ်ဆိုရင်ဖြစ်သွားပါမယ်။နောက်တစ်ခြား at 1 June 2010 the following information was also available ဂျွန်လတရက်နေ့မှာအောက်ပါစာရင်းများရှိကြပါတယ်လို့ပြထားပါတယ်ပြထားတာကတော့ပါချင်းလေကြာကဓာတ်ပစ်မှာ480ရှိပြီးတော့ဈေးလေကြာက credit မှာ630ရှိပါတယ်ဒီနှစ်ခုပါအာမောက်တက်တဲ့အခါမှာ balance cd miner ပြည့်ထည့်ပေးရမယ်ဒါဆိုတော့ဒီနှစ်ခုရဲ့ date ကိုတစ်ချက်ပြန်ကြည့်လိုက်ရင်ဂျွန်လတရက်နေ့ရဲ့အဲ စာရင်းကိုပေးရတာဖြစ်ပါတယ်။အမတို့တကယ်တွေ့ရမှာကမေလရဲ့စာရင်းတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဂျွန်လတရနေ့ရဲ့ဒါက BD စာရင်းတွေတကယ်ဆိုရင်ဂျွန်လတရနေ့ရဲ့ BD ဆိုတာအမတို့တွေ့မဲ့မေလအတွက်ဆိုရင်လာကုန်တဲ့နေ့မှာ CD ဖြစ်သွားမယ်။ဒါကြောင့်ဒီနှစ်ခုကိုအမက Balance CD Miner လို့ပြောလိုက်တာဖြစ်ပါတယ်။ ပြင်တော့ the Lawrence for Doubtful was to be adjusted to 2% trade receiver at 31 May 2010ဆိုတော့မတော်မေလာကုန်တဲ့နေ့မှာ trade receiver ရဲ့2%ထားပြီးတော့ Lawrence for Doubtful တွက်ပေးရမယ်လို့ပြောတာပါတယ်။ဒါ require သူတွက်ခိုင်းတာကနံပါတ် A က5ချိန်လဲကြောင့် control count ကို for the month of May 2010အတွက်တွက်ပေးရမယ်။ sale လဲကြောင့် control count ကိုလည်း for the month of May 2010အတွက်တွက်ပေးရမယ်။ မက်စီက prepaid at 31 May 2010အတွက်ကို statement of financial position ကိုဆွဲပေးရမှာဖြစ်ပါတယ်။ extra showing the trade receiver and trade payable figure နော်။ figure under the current assets and current liability ဆိုတော့အစိုးရပြီးတွက်ရင် current asset နဲ့ current liability ကောင်းစင်တွေကိုအသုံးပြုပေးရမယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ ဆိုရင်ပုံစံဖတ်ပြီးပြီဆိုတော့ပုံစံတွက်ဖို့ပဲကျန်တော့တယ်ပေါ့နော်။ဒါဆိုရင်မအားလို့ပုံစံတွက်ဖို့ဆိုရင်မအားလို့ဒီခွဲထားတဲ့စာရင်းတွေကိုမှမှာအာပါချိလေချာဆိုရင်လည်းပါချိလေချာမှာဒီတန်မိုးတွေကဓာတ်ပစ်တွေရမလား credit တွေရမလားဈေးလေချာမှာဆိုရင်လည်းဒီတန်မိုးတွေကဓာတ်ပစ်တွေရမလား credit တွေရမလားလို့မအားလို့တွေပြန်ပြီးတော့ခွဲလိုက်တာမှဖြစ်ပါတယ်။ဒါဆိုပထမအဆုံးစာရင်းကနေစကြည့်မယ် refund from supplier စာရင်းပေါ့နော် supplier ဆိုတာ trade paper နဲ့တူတယ်လို့လည်းပြောလိုက်တယ် အဲ့တော့ trade table မှာငွေပြန်အမ်းနေဆိုတာအဓိပ္ပာယ်ဖြစ်ပါတယ် trade table ကငွေပြန်အမ်းရင်ဒီငွေကလုပ်ငန်းကရရှိတာဖြစ်ပါတယ်ဒါကြောင့်ဒီတန်ဖိုးကဒါ debentry ခေါ်ပြီးတော့စည်ရင်းသွင်းမယ်ဆိုရင်သူ့ရဲ့ debentry ကပတ်စံရတာဖြစ်တဲ့အတွက်ကြောင့်ဘဏ်မှာ debit နဲ့သွင်းပေးရတယ် trade table ကောက်မှာဒီစည်ရင်းက credit နဲ့သွင်းပေးရတာဖြစ်ပါတယ်ဒါကြောင့်ဒီဟာကဘာချင်းလဲကြ control မှာသူက credit နဲ့သွင်းမယ်ဆိုတဲ့သဘောဖြစ်ပါတယ်နောက်တစ်ခုကတော့ ကွန်ထရာရှင်လို့ပြောထားပါတယ်ကွန်ထရာဆိုရင်တော့အမတို့ကပါချိလဲကြမှာသူကဒက်ဘစ်သွင်းရမှာဖြစ်ပြီးတော့ဈေးလဲကြမှာသူကတော့ခရက်ဒစ်သွင်းပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ dishonor check dishonor check ကတော့ဈေးလဲကြမှာသူကဒက်ဘစ်သွင်းရမှာဖြစ်ပါတယ် legal fees ကလည်းဈေးလဲကြမှာဒက်ဘစ်ပဲ credit fee ကလည်းဈေးလဲကြမှာဒက်ဘစ်ပဲသွင်းရမယ်ဒါတွေကတော့သူရဲ့ format ကိုသိနေတယ်ဆိုရင်တော့အာဒက်ဘစ်သွင်းရမှာ credit သွင်းရမှာလားက ချက်ချင်းတမ်းပြီးတော့သိနိုင်မှာဖြစ်ပါတယ်เนาะနောက်တစ်ခုကတော့ credit page ကတော့ page ledger မှာသူက credit သွင်းมาဖြစ်ပါတယ်နောက်တစ်ခုကတော့ return hours ဆိုတော့ page ledger မှာ debit သွင်းမယ်နောက်တစ်ခုက sale return ဆိုတော့ sale ledger မှာသူက credit သွင်းมาဖြစ်တယ်။နောက်တစ်ခု discount loan က sale ledger မှာသူက credit သွင်းมาဖြစ်ပါတယ်။နောက်တစ်ခုက discount receipt purchase ledger မှာသူက debit သွင်းมาဖြစ်ပါတယ်။နောက်တစ်ခုကတော့ purchase ledger မှာသူက အာတက်ဘစ်တွေမှာဖြစ်ပါတယ်เนาะ trade payable ငွေပေးရဲငွေပေးရင်ဘာမှာ credit trade payable ကမှတက်ဘစ်ဖြစ်လို့เนาะဒါပြီးွားရင်ဘတ်တက်ဘတ်တက်ကလည်းဒီလေတာမှာသူက credit ဒီမှာဖြစ်ပါတယ်နောက်တစ်ခု receive from credit customer customer trade receive စီကငွေရတယ်ငွေရတယ်ဆိုစီးလေတာမှာသူကအာ credit တွင်ပေးရမှာဖြစ်ပါတယ် အဲ့ဆိုရင်ကုန်သွားပြီကုန်သွားပြီဆိုရင်တော့အခုအရေးစင်းတွေကိုမအားလို့အကောင့်ထဲမှာအခုခွဲထားတဲ့တိုင် debit ဆို debit credit ဆို credit တွေထည့်ရမယ်စထည့်တဲ့အခါမှာတော့အပေါ်ဆုံးက BD တွေကိုအရင်ထည့်ပေးရမယ်နော် BD တွေထည့်လို့ပြီးပြီဆိုတော့မှဒီအောက်ကစင်းတွေကို debit credit တွေနဲ့စင်းလိုက်ထည့်ပေးရမှာဖြစ်ပါတယ်နော်အဲဒီအောက်မှာမှဆွဲပြထားပါတယ်เนาะ batch ledger control မှာ bd နှစ်ခုအရင်ထည့်တယ်ပြီးတော့ခုနကမှာတို့ debit ဆို debit credit ဆို credit ခွဲထားတဲ့စာရင်းတွေကိုမှာတို့ထည့်ပါတယ်เนาะ အဲထဲထဲစီမှာ reference from supplier ဆိုတော့ refund လို့ပဲမာရေးထားပါတယ်เนาะဟာပြီးဒါတွေထည့်သွားပြီဆိုရင်နောက်ဆုံးမှာ balance CD တွေထည့်ပေးရမယ် CD တွေကကြတော့ပုံစံမှာသူက CD miner တွေကိုပေးထားတယ်480ရယ်630ရယ်เนาะဆိုတော့ဒီမှာတို့က BD miner တွေထည့်ခဲ့တော့ကကြတော့ဟော debit ချန်မှာထည့်ခဲ့တာဖြစ်လို့ CD miner ကိုထည့်တဲ့အခါမှာ credit ချန်ကနေထည့်ရမယ် CD ဆိုရင်လကုန်တဲ့ date ကိုတက်ဆိုတော့မေလ30ရက်နေ့ date တွေကိုတက်တာဖြစ်ပါတယ် ။ဒါဆိုရင် CD ထည့်ပြီးွားပြီဆိုရင်တော့အမားတို့ကဒီမှာအာတပိချံမှာ CD တခုကျန်နေရဒါကတော့ major CD လို့ခေါ်လိုက်မယ်ပေါ့နော်။ဒီ major CD ကတော့ကိုကတွက်ပေးရမယ်၊ရှာပေးရမယ်တန်ဖိုးဖြစ်ပါတယ်။ဒါဆိုရင်အမားတို့ဟိုဘက်ချံမှာတန်ဖိုး၄ခုရှိရဲ၄ခုကိုအမားတို့တွေပေါင်းမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တင်းနေ3ခွန်တင်ငါတဲ့သိရလာတဲ့တင်းနေ3ခွန်တင်ငါကိုမတို့ကဒက်ဘက်မှာလည်းခြေပေးရမယ် credit ဘက်မှာလည်းရေးပေးရမှာဖြစ်ပါတယ်ဒီ VIP ဆိုရင်တော့ debit တံပိုးတွေနဲ့အမတို့လုံမှာဖြစ်ပါတယ်။အဲဆိုရင်9ခု2 3 3ညဆိုပြီးတော့ရလာမယ်။အဲဒါကိုအမတို့က balance CD မှာထည့်ပြရမှာဖြစ်ပါတယ်။ CD ဆိုရင်နောက်လကို balance DD ပြန်ဆွဲချဆိုတော့9ခု2 3 3ညကိုအောက်ဘက်ကို balance DD ပြန်ပြီးတော့ဆွဲချပြလိုက်ပါ။ ဒါဆိုရင်တော့ဘာချေလေကြောင့်ကွန်ထရိုးကောင်တွက်လို့ပြီးသွားပါပြီ။ဈေးလေကြာလည်းဒီတိုင်းပဲတွက်ပြရမှာဖြစ်ပါတယ်နော်။ဒါဆိုရင်ဈေးလေကြာကို အမတွက်ထားပေးပါတယ်။ဒီလေတာကလည်းပါချီလေတာလိုပဲမအားလို့ BD တွေထည့်ပြီးတော့ ਨੇ debit credit ခွဲထားတာတွေကိုထည့်လိုက်ရပါပြီ။ PP ဆိုရင်အကောင့်ပိတ်ပြီးကွာခြားချက်ရှာလိုက်မယ်ဆိုရင်တော့ balance sheet ဖြည့်ထွက်လာပါမယ်။ CD တံပိုးဆိုရင်နောက်ဂျွန်လတရက်နေ့ကို BD ရဖြစ်ပြန်ပြီးတော့ဆွဲထားထားပေးပါ။ဒါဆိုရင်မှအခုနမစီဖြစ်တဲ့ SOAP တော့ပြမှာဖြစ်ပါတယ်။ SOAP ကိုသူက current assets နဲ့ current liability ခေါင်းစဉ်ကိုပဲသုံးလို့ပြောထားတာဖြစ်ပါတယ်။ဒါကြောင့်ခေါင်းစဉ်ကို current assets နဲ့ current liability နှစ်ခုပဲရေးမှာဖြစ်ပါတယ်။ဒါဆိုရင် SOAP ရဲ့ current asset မှာထည့်ရခါကျရင်အမားတို့တွက်ထားတဲ့ပေါ်ကအကောင့်နှစ်ခုမှာเนาะ ပါချိလက်ချာဆိုရင်လည်းပဲပါချိလက်ချာမှာဒီနောက်ဆုံးဆွချထားတဲ့ balance BD တွေကိုပဲအမတို့ကသွားပြီးတော့သင်ရင်တော့ထည့်ပေးရမှာဖြစ်ပါတယ်။ balance BD debit ဆိုရင်အစုအပြည့်တွက်တဲ့အခါ current asset ကောင်းစရာမှာထည့်ပေးရမယ်။ balance BD credit ဆိုရင်အစုအပြည့်တွက်တဲ့အခါ current liability ကောင်းစရာမှာထည့်ပေးရမှာဖြစ်ပါတယ်။ ်နောက်တစ်ခုဈေးလက်ကြဆိုလဲထုံနီ၎င်းပါပဲဈေးလက်ကြရဲ့နောက်ဆုံးဆွဲချထားတဲ့ BD တွေကိုကြည့်ပြီးတော့ထည့်ပေးရမယ် BD debit ဆိုရင် current asset ခေါင်းစဉ်အောင်မှာဒီစင်းကိုရေးပေးရမယ် BD credit ဆိုရင်တော့ဒီစင်းကို current liability ခေါင်းစဉ်မှာရေးပေးရပါမယ်တဲ့ဒါဆိုရင်အမားတို့ကြည့်လိုက်ရင်နော်ပါချိလေကြမှာဆိုရင် minor တန်ဖိုး480က current asset မှာထည့်ပေးရမယ် 9933ကကာရန်လိုင်ဘလက်တီမှာထည့်ပေးရမှာဖြစ်ပါတယ်။အဲဒါပြီးသွားရင်စီးလေကြ။စီးလေကြရဲ့8315ကကာရန်ဆက်မှာထည့်ပေးရမယ်။ဒါကြောင့်ကာရန်ဆက်ကောင်းစေအောင်ပါ။စီးလေကြ control နော်။သူရဲ့8315အဘိဝါယမိုင်းနာကြတော့ liability credit ချမှာတယ်လို့ current liability မှာထည့်ပေးရမယ် အဲဒါလေးပဲထည့်ပေးရမှာဖြစ်တယ်မတော့ဒါလေးကိုပဲသူကတွက်ခိုင်းသိတင်တာဖြစ်ပါတယ်အဲဆိုရင်တော့ဒီပုံစံလေးတွက်လို့ပြီးသွားပါပြီ